ဒါကဒီညီလေးပေးထားလို့ပေါ့နော်သူကဒီ jacket function EGFR ပေါ့နော်82ဆိုတာကသူက60နဲ့89ကြာသူက mind degree ပေါ့နော်အားနေတယ်ပေါ့စပြီး jacket အားနေတယ် state 2လို့သတ်မှတ်တယ်ပေါ့နော် mind loss of kidney function လို့သတ်မှတ်တယ်ပေါ့နော်ကျွန်တော်ဒီမှာလေးသူကအဆင့်1အဆင့်2 grade 2 3A 3B 45ရှိရဲ့အဲ့တော့ပုံမှန်က60ကျော်ရမယ်ပေါ့နော်60နဲ့80ဆိုရင်အဆင့်1 60နဲ့89ကြားပေါ့နော်90ရောက်ဆိုရင်သူကသူက20ခွန်မှာ80နှစ်ဆိုတော့သူဒါ state 2ထဲမှာပါနေပြီကြောက်ကဖန်ရှင်နည်းနည်းလေးစပြီးတော့အားနေတယ်ပေါ့နော်သူရဲ့80နဲ့89နဲ့60ကြားဆိုရင်သူအဲ့ရာခိုင်နှုန်းမဲသူက89 60ရာခိုင်နှုန်းအဲ function လုံးလုံးနေတယ်လို့ပြောတယ်အဲ့တော့ function loss ဖြစ်နေတာတွက်ကြည့်လိုက်လीဒီများတယ်ဆိုရင်တော့60ဆို40ရာခိုင်နှုန်းလောက်ထိသွားနိုင်တယ်ပေါ့နော်အဲ့လိုပြောတာ 3a ဆိုရင်တော့ mind to moderate ခြားရောက်သွားပြီ သူက GF ဟာ59နဲ့45ကြာเนาะ60အောက်ရောက်သွားပြီဆိုရင်တော့သူဒီ socket function က40လောက်ပြတ်သွားတယ်45ထိဆိုရင်တော့55လောက်ထိပြတ်သွားတယ်လို့သတ်မှတ်တာပေါ့เนาะ 3B เนาะဆောင်းဝင်เนี่ย 3B လောက်ပဲကောင်းကောင်းကုလို့ရတယ်45ဆိုမလဲဘူး5ဆိုဆေးရပြီလीကြောက်ကက55အောက်ရောက်သွားတာပေါ့เนาะ EGF 55ဆိုကြောက်ကက် fail ဖြစ်သွားပြီ failure ဝင်သွားပြီပျက်စီးသွားပြီဆိုတဲ့အကြောင်းလीအဲ့တော့ဒါက National Kidney Foundation ပေးတဲ့စာရိုက်ကိုကျွန်တော်ကတော့အမြဲတမ်း creatinine ဆက်တယ်ဆိုရင်ဒါဒါကျွန်တော်စီးစစ်တဲ့အဖြစ်ပေါ့နော်စီးတဲ့မှာဆိုကျွန်တော်ဒါ protein ပေါ့ protein မပါဘူးပေါ့နေဖြစ်ရမယ်ပေါ့နော်ဒါကျွန်တော်ကျွန်တော်မနေ့ကမှစစ်ထားတယ်ဟာနော်ကျွန်တော်အဖြစ်ပေါ့နော်အဲ့တော့ဒီအဖြစ်ပါတယ်ဒီမှာဆောင်းဝင်ဒီမှာ dentine technician လက်မှတ်ပါတယ်အဲ့တော့ကျွန်တော်ကစီးတဲ့မှာ micro albumin ဘယ်လောက်အရေးကြီးလဲဆိုတာဒါအရေးကြီးပါတယ် protein မပါလို့မရပါဘူးနော်ဒါကျွန်တော်အဖြစ်ပေါ့အဲ့တော့မကြည့်လိုက်ဒီကျွန်တော်အဖြစ်ဒီမှာကျွန်တော် EGFR ကကျွန်တော်ဒါ creatinine ကကျွန်တော်83 ကျန်တော့ကျွန်တော်ဟိုဟာဒါကျွန်တော်မှာပါရှိလဲဆိုကျွန်တော်က GGT တက်တာပေါ့အသေးစီဖုံးနေအစီများဒါပဲအဲဒီမှာ urine microalbumin က30ဒါလေးအရေးကြီးတာဒါလေးသိစေချင်တာ urine microalbumin က30ဆိုတာကျွန်တော်တို့ကဒါဒါ normal ကဒီမှာ30အောက်ပဲရှိရမယ် urine microalbumin 30သည်သူကကြောက်ကြက်ထဲမှာဘာမှမဖြစ်ဘူးเนาะကျွန်တော် urine acid တွေနည်းများတယ်တောက်တာဦးဘီယာတောက်တယ်ဒါကြောင့်ဘီယာမတောက်တော့ဘူးဒီမှာလည်းတိုင်ပြီးဒါ demand EGFR 112 ကျွန်တော်အသက်ရွယ်နဲ့112ဆိုတာကျွန်တော်ကောင်းတယ်ပေါ့နော်ဒါဒီအပန်းကျွန်တော်အချိုးစားလို့ကျွန်တော်ဒီမှာ A1C ရ6ပုံမှန်6.5ပါဖြစ်ရမယ်ပုံမှန်ကကျွန်တော်6အောက်ပဲရှိတာဒီအပန်းအမလိုင်းတွေကိုတောက်လျှောက်ဆွဲတာကိုလက်စထရောတက်မှာပဲတက်ပါစေတောက်နေတာ DG လည်းတက်တယ်ဒါ B ရတောက်လို့အဲ့ဒီရဒီကောက်တက်လာတယ်ပုံမှန်ဆိုကျွန်တော်130အောက်ပဲရှိမယ်ဒါကျွန်တော်စစ်တဲ့ဟာလေးပေါ့ဒါအသေး function ဆိုပါဘူးဒီလိုပင် ကောင်းတယ်နော်မတက်ဘူး AAD 61မဆိုသေးဘူး55ဆိုတော့ ဟိုက်တော့ဟိုက်တယ်ဒါပေမဲ့ကျွန်တော်ကတစပဲရှိသေးတယ်နှစ်စဆိုရင်တော့နားပြီပေါ့နော်ကြီးကြီးတရားတက်မှာပဲဒါအသေးစိတ်ကတော့ပုံမှန်60ရှိရမှာ136နေတိုင်းကစ်နေတာဟုတ်အဲ့လောက်ကတော့တက်မှာပဲတက်ပါစီဒါကျွန်တော်ဖြေပဲအဲ့တော့ကျွန်တော် A1C ကတော့6.5အောက်ပဲထားတယ်ကိုလက်စထရောကတော့140ဆိုတော့နည်းများတယ်ပေါ့နော်ပုံမှန်ဒီမှာ130ဆိုရင်100လောက်တော့ထားမှာဒီကောင်တော့ကျွန်တော်ချမှာမစားတာလည်းကြောက်ရလေလို့ ဒါပေမဲ့ဒါနဲ့မဆိုင်ဘူးကျုံနဲ့မဆိုင်ဘူးဘီယာနဲ့ပဲဆိုင်တာအဲ့တော့ဘီယာကလောလောဆယ်တော့6လောက်တော့ဘီယာနားပြီးတော့ဆောင်းတင်းလေးရောက်တော့မှဆိုတော့ဝီစကီပြန်လှည့်ရမှာပေါ့နော်အဲ့တော့ကျွန်တော်ဒီ3လောက်ကိုဝီစကီတောက်မယ်တောက်ပြီးတော့ဒီကောင်ပြန်စစ်မယ်ဒါဒါအရင်နဲ့ပြန်ကူမှာပေါ့ကျွန်တော်ကတော့ကျွန်တော်နီးကျွန်တော်ဟန်ပေါ့နော်အဓိကကြောက်ခဲ့ပဲကျွန်တော်ကကျွန်တော်ကျွန်တော်မကြောက်ဘူးအင်ဆိုင်ကိုကျွန်တော်နှစ်ဆတဲ့ရင်တော့ကြောက်မယ်ဒါကျွန်တော်45ကနေပြီးတော့68ဆိုရင်ဒါကျွန်တော်တစပဲရှိသေးတယ်60ဆိုရင်တော့ကျွန်တော်ကြောက်တယ်ပေါ့နော်ဒီကတော့ယူရဲစက်ကတော့ကျွန်တော်ဒါအလောက်ကြီးတက်တယ်လို့ပြောလို့မရဘူး inflammation ရှိမှာပေါ့ဒါတော့ acid တလောက်များနေ900 600မရှိဘူးလေဘီယာတောက်တာများရင်တော့နောက်ရခြေစုံတွေနည်းနည်းလေးဆစ်ဆစ်ဆစ်ဖြစ်လာတယ်ဆိုရင်အားသွားပြီအဲဆိုရင်တော့ uric acid များပြီပေါ့အဓိကပြောချင်တာဒီ micro albumin ဒါလေးပြောချင်တာဒါလေးပါအရေးကြီးပါတယ် urine micro albumin 10ဟုတ်10ပဲရှိရမယ်နော် creatinine ကအရေးကြီးပါတယ်နော်83ကျွန်တော်ဒီဒါ83 normal ထဲမှာရှိတယ်အဲ့တော့ egfr ဒီ112တရာကျော်နေတယ်ဒါကြောက်ကက်ကောင်းနေပို့ပဲ နော်ဒါဒီ game site ပါဘူးကျွန်တော် A1C ကတော့6.5ဟာပါကျွန်တော်ဒါစီချိုလည်းမရှိဘူးတကုံစားနေတာကျွန်တော်အသက်ရွယ်နေပြီးတော့ ADL လို့ခေါ်တယ်မကောင်းတဲ့စီရောနည်းနည်းများတယ် enzyme မတက်ပါဘူးအဲ AD အဲ့လောက်ပဲတက်တယ်အသေးစီပုံတာ level 1ပဲရှိပါသေးတယ်2ဆိုရင်တော့လည်း short ပါပဲ3ဆိုရင်တော့နားတယ်ပေါ့နော်ဒါပေမဲ့2ဆိုရင်တော့နားတယ်ပါလေနော်ကျွန်တော်ကတော့ဒါဒီ3လောက်ကိုဘီယာပြန်တောက်မယ်ဘီယာရက်ပြီးတော့ဝီစကီပြန်ချမယ်ပေါ့နော်အဲအဲ့ဒါအဓိကချက်ကပ်ပဲ ိကသွေးတို့ထင်ရတယ်ကျွန်တော်သွေးတို့လုံးဝမရှိဘူးသွေးတို့ထင်ရတယ်ကျွန်တော်အသက်40ကျော်ပြီเนาะသူက29ပဲရှိသေးတယ်ညီလေးက EGFR 82ဆိုတော့ဒါကျွန်တော်အဖြစ်နဲ့ကျွန်တော်ပြတာပါဒါပုံမလင်းနေမယ်ကျွန်တော်ဘာမှလိမ့်ရလည်းမရှိဘူးကျွန်တော်အရင်တော့6.6ကျွန်တော်နည်းနည်းကျော်သွားတာဒီအပိုင်းတကုံတုတ်တာချိုးရဒါပေမဲ့ဘာမှမဖြစ်ဘူးသူကဒီဒီဒီကောင်းပြန်ကောင်းတယ်เนาะဆရာဝန်က3လောက်ထိရောကောင်းကောင်းကုလို့ရတယ်4 5ဆိုမလွယ်တော့ဘူးเนาะ4ဆိုရင်တော့ jacket ဆေးဖို့ဒါပြင်ထားတော့ စာလော့ loss ဖြစ်နေပြီလေရာဂိုင်းလုံးဝကြီးလိုက်29 95ရာဂိုင်းလုံးပဲလုံးလုံးတယ်တဲ့နော်30အောက်ကျသွားပြီနော်ဒီကောင်စင်95ပဲကျန်တော့တယ်အာဆန်တက်ကထီသွားပြီပေါ့နော် fail ဖြစ်သွားပြီပေါ့နော်ဒါလေးပါ EGFR ဆိုတဲ့အကြောင်းလေးနော်ဒါဒါဒါကျွန်တော်စစ်ထားလေးနဲ့ပြတာဒါကျွန်တော်ကျွန်တော်ရိုးစက်လေးပဲဒါစီ C ရတော့ကောင်းတက်ကကကောင်းနေပဲကောင်းနေရဆိုတော့အဓိကသွေးမတိုးတာပေါ့နော်သွေးမတိုးတာကျွန်တော်တိတ်ငံတော့မစားဘူးဘီယာတောက်လို့ဘီယာတောက်လို့ကြောက်ကြမထီဘူးနော်ရက်တောက်လို့ကြောက်ကြမထီဘူးအရက်တောက်အသေးပဲထီမှာနော်အဲ့တော့ အငန်းစားမလားအစီစားမလားအရက်တော့မလားဆိုရင်အရက်ပဲတော့မှာပေါ့ဟုတ်ဘူးလားဘီယာနဲ့အရက်နဲ့ဆိုရင်တော့ကျွန်တော်ကအရက်ပဲ recommend ကောင်းတာပဲပပလေးတောက်တာကိုပိုကြိုက်တယ်ပေါ့နော်ဒါကျွန်တော် reset ပဲဘီယာတောက်လို့ဖြစ်တာဘီယာတောက်လို့ urea စီတက်တာကဲနောက်သုံးလနေပြန်တွေ့မယ်6လပိုင်းနော်17 17လပိုင်းကုန်ကြပြန်စစ်မယ်ဒီလေဘီယာလုံးဝမတောက်တော့ဘူးလခွမ်းမှာဘီယာတောက်တာနဲ့ A1C တက်တာများမှာပေါ့တောက်တာလေ50 50ခွဲမှမကဘူး okay ပါ